Hello အားလုံးပဲမင်္ဂလာပါရှင် Creator Technology Computer Online Training Center အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Mac user လေးတွေအတွက် Microsoft မှာရှိတ်ခုဆွဲတဲ့အခါမှာကိုကလက်မအနေနဲ့လိုချင်တဲ့ဒါပေမဲ့ကြာနေရစင်တီမီတာလေးဖြစ်နေအဲ့ဒါလေးကိုဘယ်လိုပြန်ပြအောင်လဲဆိုတာလေးကိုပြောပြပေးပါမယ်အရင်ဦးဆုံးဘယ်လိုပုံစံလဲဆိုတော့ပုံစံလေးကိုပြမယ် Insert တွေကရှိတ်ထဲမှာတိုင်းနဲ့တက်ရရှိတ်လေးတခုကိုဒီနေရာမှာခေါ်ပြီးတော့ဆွဲလိုက်တယ်ဆွဲလိုက်ပြီးတော့ဒီနေရာမှာသူ့ရဲ့ width တွေ height တွေကိုလက်မအနေနဲ့ထားခြင်းတယ် ဒါပေမဲ့ဒီနေရာမှာစင်တီမီတာလေးဖြစ်နေဥမာဖြစ်ဒီနေရာမှာနှစ်လက်မနှစ်လက်မလောက်ကိုထားခြင်းနဲ့ပြီးရင်အန်တာလေးခောက်တယ်နှစ်လက်မဆိုပေမဲ့ဖြစ်နေတာစင်တီမီတာနည်းနည်းကျနေအဲ့ဒါဆိုရင်နှမလေးပြန်ချိန်မယ်ချိန်မယ်ဆိုရင်ဒီနေရာမှာထိတ်ဆုံးမှာ wall ဆိုတာလေးရှိရဲအဲ့ဒါလေးကိုတစ်ချက်နဲ့ပြီးွားရင်ဒုတိယစာချုပ် prefer ရဲ့ shortcut အနေနဲ့ comment ရဲ့ comma ရဲ့ဖြစ်ပါတယ်ဒါဆိုရင်တစ်ချက်နဲ့ကြည့်မယ် comment ရဲ့ comma ရဲ့နှိပ်နှိပ်ပြီးွားရင်ဒီနေရာမှာ general ဆိုတာလေးရှိရဲအဲ့ဒါလေးကိုတစ်ချက်နဲ့နှိပ်ပြီးွားရင်ဒီနေရာမှာ show measurement in units of size လေးရှိတယ်။အဲ့ဒါလေးကိုတစ်ချက်ရွေးရွေးပြီးကိုကပါအောင်လိုချင်တာလေး။ကိုအသုံးပြုချင်တာလက်မလားစင်တီမီတာလားမီလီမီတာလားအစရှိတွေဒီနေရာမှာကြိုက်တာလေးပြထားတယ်။တခုကိုရွေးလက်မအနေနဲ့လိုချင်ရင်လက်မရွေးပြီးပါရင်ကြက်စီကနေနဲ့ထွက်။ဒါဆိုရင်ဒီနေရာမှာရွာသွားမယ်။ဥမာပြီးရင်ပြန်ပြောင်းလိုက်မယ်။2 3 4 5 two ပြီးရင် under count ဒါဆိုရင်ဒီလိုပုံစံလေး with high ကိုနှစ်လက်မနှစ်လက်မအနည်းလေးနဲ့ထွက်လာမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုပြပြထားတဲ့နီလန်းလေးကိုတက်နေတက်တဲ့ဆိုရင် like share လေးနဲ့ပါဝင်ကူညီပေးကြဖို့လည်းမေတ္တာရက်ခံပါရှင်ကြည့်ရှုအားပေးသူတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်